မင်္ဂလာပါရှင်ဆရာမကျူရဲ့ကျမရဲ့တပင်းဆိုတဲ့စာလေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်ပိုင်းလေးကတော့အပိုင်း7ဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်အခန်းစနစ်ဂီတနဲ့ဆိုဒီမှာအလွန်တရာသည်ဟုမှတ်ယူထားခဲ့သောဂီတသမားကျွန်တော်သည်ယခုခံပါရတဲ့ဂီတတံကိုတော့ညာမခံတာတော့ပါနေ့စဉ်နဲ့များစုမြန်စွာကြားနေရသောကက်ဆက်တံကြောင့် ကျွန်တော်တို့ဒီစကားကိုအော်ဟစ်ပြောနေရသည်ကျွန်တော်အတန်တွေပဲနာကုန်ပြီကနေသူလှုပ်ရှားနေသူများကတော့ရေမောလျက်ပျော်ရွှင်လျက်ရှိသည်ကျွန်တော်ပထမဟောကျင်းမှာခမ်းမဆောင်အလုတမားဖြစ်ကိုစွန့်လွတ်ခဲ့ပြီးနောက်ယခုအခါနိုင်ငံသားသားပိုင်ဟိုတယ်ကြီးတစ်ခုရဲ့ဇပွဲလိုဖြစ်နေပြီအခန်းထောက်ဒီနေရာတွင်တစ်မန်နီချေရန်ပုံတပုံရှိသည်ကျွန်တော်တို့ဇပွဲလိုအားလုံးရသည်အပေါ်စုချင်းတွေကို ထိုဘုံးလေးတွင်ခြေရသည်ဟိုတယ်ကရာသီအချို့ကိုနှုတ်ပြီးနောက်တင်တော်တို့မန်နေဂျာကတင်တော်တို့ပြန်လဲခွဲဝေပေးပါသည်တင်တော်တို့ဟူသောစကားသည် အလွန်ကြေပြန့်သောကြောင့်ထိုတင်တော်တို့သည်ကျွန်တော်တို့တွင်အလိုမှဘဝင်မကြစရာဖြစ်သွားသည်တကယ်တော့ကျွန်တော်တို့ဤအပြုတ်မှုအလောက်ကိုင်းလေးကိုရီကိုသွေးကိုနှစ်သက်သဘောကြပြီးတို့မဟုတ်ဂယုဏတက်ပြီး ျွန်တော်အတွက်တက်တက်ပြီးတော့ဂရုဏာငွေဖြစ်ဒီမဟုတ်လားဤပတ်စံကိုကျွန်တော်တန့်ရှင်းသမားခွဲဝေမပြီးလို့တကားဆောင်အားခွဲဝေမပြီးလို့ဟိုတယ်ပိုင်ရှင်ကိုလည်းခွဲဝေမပြီးလို့ပါထိုစိတ်တက်သည်အမျိုးသားအမျိုးသမီးစပွဲလိုက်တိုင်းမှာရှိ၏ထို့ကြောင့်လည်းအဖို့စုကြီးကိုတက်နိုင်သမျှပုံနေမချေပဲဖြောင်မှုစူးစားကြသည် တခါတခါအောင်မြင်သည်တခါတခါမိသွားလျင်အလုံးပြရတတ်သည် ကျွန်တော်ရောက်ခါစားအပိုစုကြီးကိုပုံနဲ့ထိအောင်မြို့တော်ဥပဒေကိုယူသားစွာလိုက်နာခဲ့၏ထို့ကြောင့်ကျွန်တော်အခြားသူများချက်ပုံနစ်နာခဲ့သည်သို့သောယခုချိန်မှာတော့ကျွန်တော်အများကြီးသူအပိုစုကြီးကိုဖြောင်တတ်ပါပြီဘောင်းမီအိတ်ချဲချဲဝင်ဖြစ်သောအချိန်ဒီမှုတရားပြတ်နည်းများကိုကျွန်တော်သုံးရသည်ဧည့်သည်စီကူရတ်ဘူးခုံနဲ့ချဲပြီးရောထွေးလုံးကြီးကအမှားရောင်နဲ့ဖြစ်ထဲလိုက်၏ ကိုမိုက်ဘိုးကိုမှတ်မိဖို့တော့လိုသေးသည်တခါတခါမိချစ်ကြရေကောက်တယ်လို့လို့ဘောပင်ကြရေကောက်တယ်လို့လို့နဲ့ဒူးထောက်ငုတ်ကကော်စောအောင်မှာထိုးရေဝတ်ထားရသည်လည်းရှိသည်ဧည့်သည်ကပေးနေစဉ်သူများပြင်ရင်တော့ချုံွေသည်ဘုံထဲသို့ရောက်မှပြည်လည်မည်ဖြစ်သည်မမြောင်ပေးသည့်ခါမျိုးဆိုကျွန်တော်ပြောလေသည်အချို့ဧည့်သည်များကပါနေသည်အလိုက်သည်သည်ပတ်စံကိုတိတိကျကျလေးဖြစ်နေအောင်လိုက်ထားပြီး စီကရမင်းကြီးနေရင်လက်ကြားနဲ့ထည့်ပေးတတ်ပါသည်။ချုံဤကိုအမျိုးသမီးများနဲ့မိမရှာများအတုံးများသည်။တချို့ကပတ်စံနေတူဖုန်းနံပါတ်လိပ်စာစသည်တို့ကိုမတိမတာညှက်ထည့်ထားသည်။အထူးသဖြင့်မိမရှာများဖြစ်သည်။မင်းလက်စီလေးငောက်ပေးပါလား။မှတ်ကြပါဦး။ကျွန်တော်ကတစ်စမန်ဒီအများကြီးပြီးကျွန်တော်ထံကအသေးွယ်မှတ်ချက်ပစ္စည်းတောင်းတဲ့ဒီခါ ကျွန်တော်အနေငယ်မျက်နှာပူလျက်လိုက်ရောရပါသည်အချားဆရှင်ကဇပွဲတို့တငယ်ချင်းတယောက်ကမြင်သွားရင်ကျွန်တော်အားဆွီတီကိုနောက်ပြောင်ရေမောတတ်သည်ဟဲ့ဟဲ့ဆဆာကြီးရမင်းကိုဘာကပ်ပြောနေရလဲလိမ့်စာပြီးသွားတာကွာကျော်ဒီမှာမင်းစိတ်ဝင်စားချီကိုင်းနဲ့တိုက်ပြီးတော့တေးလိုက်ချင်တော့ရေထိုတငယ်ချင်းဒီ ပြီးခဲ့မြဲဝါနေသူဖြစ်သည်သူကြည့်လိုက်လေအမြဲပြီးခဲ့ဝါလျက်နည်းနည်းခင်မရင်နေလာတော့ကသူပြီးခဲ့အဆက်မပြတ်စားနေခြင်းကြောင့်ကိုကျွန်တော်သိသွားရသည်သူသည်စပွဲတို့ဝိုင်းမှကြာတဲ့ဝင်ရှင်သည့်ကလင်မန်းကိုဖင်ပန်း၌ပြီးခဲ့ရင်နဲ့ကတ်ချပြီးအစဉ်ပြေရအနေထားဖြင့်ဝင်လက်ခံလေးရှိသည်ပြီးခဲ့၌အနည်းဆုံးအပိုစုချင်းဝင်တဲ့ချက်ကလျက်ကြံလာလိမ့်မည်အနည်းငယ်များတန်လျက်ဝင်စရာမလို့ သူ့အားလည်းကျွန်တော်မေ့ကြည့်ဖို့မလိုပါ။ဝေဒာနောက်စပွဲဝိုင်းစီမှာအော်ဒန်တစ်ခုထွက်လာ၏။ကျွန်တော်ကမန်းကဒန်တီးရပြန်ပါသည်။ဟုတ်ကဲ့ခမရ။အသက်40ဝန်းကျင်လူတစ်ယောက်နဲ့20ရွယ်ကောင်မလေးတစ်ယောက်။ကောင်မလေးကိုကျွန်တော်တီးပါသည်။ကျွန်တော်တို့ကလပ်တို့ဆိုင်ကယ်ပြတစ်ယောက်တည်းအမြင်လာတတ်သည်။ရုပ်ရည်ချုံမောတွက်လက်သည်။ဝိုင်းဖက်ခွက်များနဲ့အတူစသည့်ဝေစာရွက်ကိုလေမန်းပေါ်မှာ တည်၍သွားပေးရမှာဒီပစံကိုဖြားမပေးနဲ့ဟောသူ့လက်ကြားထဲမှာညှက်ပေးလိုက်အထောင်တည်နေတော့ကောင်မလေးကလူကြီးကိုတွတ်တုတ်ကပ်ပြီးပြောသည်ကျွန်တော်ကောင်မလေးကိုကျေးဇူးတင်ပါသည်ရော့ကွာအဲ့ဒီထုတ်တရားရေယူလိုက်ထိုပြုမှုမျိုးမှာကျွန်တော်ကိုစော်ကားနေတယ်လို့ဖြစ်တော့လေဟိုပုံစံကိုကျွန်တော်တို့ကြိုက်ပါသည်ဥပမာစားတဲ့ငွေတစ်တောင်းဆိုပါတော့ အရွက်20ရေရွာမည်ဖြစ်သည်အရွက်20မကပဲ22ရက်လောက်ရေပစ်လိုက်လို့ရပါသည်၄ရက်3ရက်ပိုရေပစ်လိုက်လို့မူးနေသည်သူတို့မသိ CCTV ကင်မရာမှလည်းမပေါ်မန်နေဂျာလည်းမမြင်နိုင်ပါအလုံးစုံမြင်ရင်ကောင်မလီတာမြင်နိုင်ပါသည်ကောင်မလီကလည်းကျွန်တော်အားပြည်တနာမရှာပါကျွန်တော်တစ်ဖက်လှည့်ထွက်လိုက်သည့်အချိန်တွင်ကျွန်တော်စိတ်ထဲမှာမတူမတန်ခံစားလိုက်ရသည်တယောက်ယောက်ကျွန်တော်ကိုကြည့်နေသည် ကျွန်တော်ဘေးပတ်ဝန်းကျင်ကိုဗတိမတာအခက်ခတ်တော့လူတွေအများကြီးခမ်းမနေမှာကခုံနေသူတွေစပွဲတွေမှာနေရမရ၍မတည့်ရက်အရက်တောက်ရင်ခေါင်းလုတ်ချီလို့စီးကျက်လိုက်နေသူများရေမောစကားပြောနေကြသူများထို့နောက်ထူးဆန်းမှုတစ်ခုကိုမျက်စိတော်ဆုံးမှာရိတ်ကလေးမြင်ခဲ့ရသည်ထိုနေရာစီသို့နောက်တစ်ဖန်ပြန်ကြည့်လိုက်မိသည်ဂီတတန်နှင့်အဝေးဆုံးနေရာတွင်ကြောင်ကြဆုံးစပွဲတစ်ခု၌ မြို့သမီးတယောက်ထိုင်နေသည် သူမသည်မြို့ကျသောဂီတတန်နှင့်ဘာမှမဆိုင်သည့်အပြင်လူတယောက်ဖြစ်သည် အနက်ပွင့်ဝတ်စုံကိုဝတ်ထားပြီးသူမလက်ထဲမှာအယောင်မဲ့အရင်များထည့်ထားသောဖန်ခွက်တစ်လုံးရှိသည်သူမသည်ကျွန်တော်ရှိရာသို့လှမ်းကြည့်နေခြင်းဖြစ်ပြီးဝေရှင်းခြင်းတွင်လှမ်းကြည့်နေသည့်အကြည့်မျိုးမဟုတ်ကြာမြင့်စွာကလေးကစူးစိုက်ကြည့်နေပြီးသားအကြည့်မျိုးဖြစ်သည်ညတီရာ၏မျက်လုံးမျိုးသို့သောညတီရာထက် အသက်20လောက်ကြီးပါလိမ့်မည်။ကျွန်တော်ခေါ်တော့နောက်ဖက်စပွဲဝိုင်းရှိရာကျွန်တော်ပြန်လှည့်လိုက်ရသည်။အသက်30ကျော်ယောက်ျားတရားသူ့ဘေးမှာအသက်40ရွယ်အမျိုးသမီးကြီးတယောက်ပါသည်။သူတို့မောင်နှမမဟုတ်မှန်းသိတာပါသည်။တက်ကီလာတက်မြာဒီပါယူခဲ့နော်။ဟုတ်ကဲ့ခင်ဗျာ။အရက်မောင်ကောက်ကရုပ်ရည်ကျန်းတဲ့ဒီထက်တောက်တောက်လူမျိုးစားဖြစ်သည်။သူဒီ ကျွန်တော်အားကြသောမျက်လုံးနဲ့များရှိသည်မရိပ်တရားသောမုတ်စိတ်ငွေထူးထူးထောင်ထောင်နှင့်မတက်မရွက်ဝစားတတ်သူဖြစ်သည်သူသည်မက္ကစီဂန်စတိုင်ဖြင့်အရက်တောက်တတ်သူဖြစ်သည်အရက်မထရသေးသည်ဖန်ခွက်နှကန်းကိုစားဖြူရသည့်ပကံပြားမှောက်၍ဖန်ခွက်နှကန်းမှာစားရိတ်ကက်နေစီပြီးမှအရက်ချေသည်သူ၏ဘယ်ဘက်လက်ခုံပေါ်တွင်စားနေရဖြူတံမြာသည့်နေငယ်ဖြင့်လက်ခုံကိုတစ်ချက်ဆုပ်တတ်ဖန်ခွက်တရအရက်ကို အငုံတောင်းလိုက်သည်နှင့်အရက်ကိုစိန်ခံ၍တောက်လိုက်သည်အမျိုးသမီးကလက်ပွေအိတ်ထဲမှ secret ဘူးကိုထုတ်ကာလက်လိုက်ကိုနှကမ်းမှကတ်လိုက်သည်ကျွန်တော်သူမနီးသူဖြက်ခလေးရောက်သွားပြီးကိုဘူးရုတ်ကပြီးချစ်ချပေးလိုက်ပါသည်အမျိုးသမီးကကျွန်တော်၏မိချစ်ကင်လက်ကိုလိုအပ်သည့်ချက်ပို့၍အကြ ాయి စုပ်ကင်ထားသည်ကျွန်တော်ယုံမှုမကောင်းပါကဲနိုင်စမ်းပါသူ့တွဲရှိမှာ လောက်ကြကြာခိုင်နိုင်ပါလေ။သို့တော့ကြောတဲ့စိတ်ကလေးဖြစ်လာသဖြင့်နောက်ဘက်သို့လှည့်ကြည့်လိုက်တော့ဆော့ဆော့ကအနက်ပွင့်အမျိုးသမီးသည်ကျွန်တော်ဖြစ်ကိုရောင်ကြကြအခဲခက်သည့်မျက်လုံးများဖြင့်စိုက်ကြည့်ရရှိသည်။ကျွန်တော်ကိုကျွန်တော်တတိမထားမိမှကျွန်တော်မိစိတ်ကိုင်လက်ကိုဖြက်ကလေးရုပ်သိမ်းမိသားဖြစ်သွားသည်။အနက်ပွင့်အမျိုးသမီးကလက်ညှိုးကလေးကွေးလျက်ကျွန်တော်ကလမ်းခေါ်ပါသည်။သူမ၏စကားတို့ကျွန်တော်ရှောက်လာချိန်တွင်ဂီတတန်သည် ုတ်တရက်တိတ်ဆိတ်သွား၏။တက်ပြားတစ်ချက်လေးကိုဒီဂျီကပိတ်လိုက်ခြင်းဖြစ်သည်။ထို့သောကျွန်တော်ရင်ထဲမှာဆော့ဆော့ကဂီတချက်ပို၍မနေသောစုညံတယ်ကိုကြားနေရသည်။ကျွန်တော်နှလုံးခုန်တယ်ဖြစ်ပါသည်။ကျွန်တော်သည်ညတီတိုင်းမျိုးလုံးတွေနဲ့ပို့ပို့နီးလာသည်။အမျိုးသမီးသည်ဇပင်ကိုခေါင်းထက်လာရအောင်မြင်၍ထုံလာသည့်ဇပင်ပုံစံနှင့်အနေငယ်များဖော်ရမှုရှိသည့်ညနေသားတည်ကြီးကြောင့် ရုပ်ရည်ရင်ကျန်ဟန်ရှိသည်ပါဠိတော်နှခမ်းမှာအပြန့်ကျေတော်လဲအလွယ်တကူပြုံးတတ်ဟန်ရှိပါဘာလို့ရှိပါတယ်ခင်ဗျာစီကရမီနီခိုင်လို့အေးဆက်ဆက်မှကြော့ကြော့အထက်စည်းတန်ကြောင့်ထောင်းနဲ့ဒေါ်ပွားလာသည်သို့တော့ကျွန်တော်ဒေါသကိုအချိန်မီပြန်မြူချလိုက်သည်ဟုတ်ကဲ့သူမစပွဲပေါ်မှာစီကရဘူးမရှိပါကျွန်တော်စိတ်လျှော့ချ၍အပြုံးတူကိုနှခမ်းမှာ အတိတ်တထားရသည်သူမလက်ပွေထဲသို့သူမလက်၌ပြီးပြန်ထွက်လာတော့ခါ secret ထဲသည်တတုပြားလေးပါလာသည်ဘူးကလေးထဲမှာစလိတ်ကလေးကိုထုတ်ကာနှကမ်းမှာမတက်သည်ပဲလှက်ပတ်ကြည့်နေသည်သည်ထို့နောက်မမျောလင့်သောစကားကိုသူမပြောလိုက်သည်ဆဆော့အတစ်မန်ဒီရီမင်းမလို့ဖြားမှန်းလေးဆိုတာကိုမြင်တယ်ကျွန်တော်အမျိုးသမီးကို မတင်ငါစွာတစ်ချက်ဆိုင်ကြည့်လိုက်မိသည်ဒီကလပ်ပိုင်ရှင်နဲ့သူမ အဆက်တွေရှိလေသလား။သူမကိုကျွန်တော်တစ်ခါမှမမြင်ဘူးလားတေးကြပါသည်။မျက်နှာကြပုံကလေးရောက်ခတ်တသွေ။မိမမဆန်သောယောက်ျားမျက်နှာမျိုး။တစ်ခါမြင်မှုလျင်အမြင်မမိနေမီရုပ်ရည်မျိုး။သူမကကျွန်တော်တို့ဟိုတယ်သို့တစ်ခါမှမလာဘူးပါ။မစိုးရိမ်ပါနဲ့။ကိုဘသူ့မှမပြောပါဘူး။ရခါရနေသလား။ကျွန်တော်ခေါင်းရမ်းပြဖို့စဉ်းစားပေမယ့်လုတ်ခင်းတဲ့စကားတစ်ခုပြောမိသွားသည်။ လာကဆိုတာများတယ်လို့ပဲရှိပါမယ်ခင်ဗျာ။သူမကခေါင်းတစ်ချက်ညှိပြီး secret ကိုနှကမ်းမှာတက်လိုက်သည်။ကျွန်တော်မိချစ်ချစ်ပေးလိုက်သည့်အချိန်မှာကျွန်တော်လက်တွေနင်းနေတုံရင်နေသည်။မိချစ်ကိုမကြည့်ပဲကျွန်တော်မျက်လုံးများကိုစိုက်ကြည့်နေတော့လေ။သူမကျွန်တော်ကိုလုံးဝမကြည့်ပါ။မိမျက်လုံးတွေကအညိုရောင်တော့အဝေးရကြည့်တော့မျက်လုံးနဲ့လို့ထင်နေတာ။ဘာဆိုင်လို့လဲ။အညိုရောင်ဖြစ်ဖြစ်အနဲ့ရောင်ဖြစ်ဖြစ်ပေါ့။ သူမတစ်ချက်ပြောလိုက်ပါသည်ထို့နောက်စီခရမီကူများကိုကျွန်တော်မျက်နှာစီသို့စနောက်တလူဖြည်းဖြည်းမှုတ်ထုတ်လိုက်သည်ပြီးခင်မဲမင်းတခြားလုပ်လို့တလားဘာစကားပါလဲကျွန်တော်သူမခြံသူမျက်နှာလွှဲ၍ခေါင်းခါဖြစ်လိုက်သည်ညော့ဒါကိုရဲ့ visiting guest ကိုရုံလာခဲ့ပါကိုပစံကိုပြန်ခိုးနေရတဲ့လူကိုစိတ်ပြက်လာတဲ့ဒီနေ့ပေါ့သူမရုတ်တရက်ထထွားသည့်ချိန်တိုင်း ကျွန်တော်ဒီလိပ်စာကပြားလေးကိုမယုံသင်ကစိုက်ကြည့်ရင်ကြံနေသည်ဒေါ်နီနီသောတစ်တော်စိန်ခီးသွားအေဂျင်စီကျွန်တော်သူမ၏နှလုံးတွေကိုဖတ်ကြည့်ခြင်းလေးသည်နောက်တစ်ပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်အဆုံးနီးနားဆင်ပေးကြတဲ့သူတဦးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်